ချန်ပီယံလိဝင်ဝင်ရချင်ရင်ဘယ်လိုလုံးဆောင်မယ်ဆိုတာကိုသတိပေးခဲ့တဲ့မောင်။မောင်ကိုချစ်တဲ့မောင်ကိုမျက်နှိုးတယ်ဆိုရင်လူသားတွေအတွက်မောင်ရဲ့ဆွမ်းဆောင်ပေါ်ဂျင်းနဲ့ပြောင်းရွှေ့နေခဲ့ကြမယ်ထင်ပါတယ်။မက်စမောင်ကမိုင်းကိုရောက်ချင်တဲ့ပြဿနာတွေကြောင့်ရုန်းကန်ခဲ့ရပြီမယ်။လက်ရှိနေပြအမရင်းလောက်မောင်တို့ဖြည်းဖြည်းချင်းတောက်ပကပုံစံကောင်းနေပြသနေပါတယ်။ပြောရမယ်ဆိုရင်ချဲစီမှပြသခဲ့တဲ့ခြေစွမ်းမျိုးမက်စမောင်တို့ပြန်လည်ရရှိနေတော့မြင်တွေ့ခဲ့ရပြီးတော့ယူနိုက်တက်အဓိကကစားမဖြစ်မြင်တွေ့နေရတာလည်းဖြစ်ပါတယ်။ တရားသည်ပြေးများလေး၁၀ပွဲတည်းတရားသည်မှာပါဝင်ကစားပေးထားတဲ့မက်စ်ဘောင်းဟာယူနိုက်တက်အတွက်မိနစ်60ပြည့်တော့ခရစ်စတယ်ပဲလေးအသင်းနဲ့ပွဲတင်မှာပထမဆုံးကစားခွင့်ရခဲ့တာလည်းဖြစ်ပါတယ်။တရားသည်ပြေးများလေး၁၀ပွဲမှာတွင်းကုန်းကိုတွင်းယူထားတာဖြစ်ပြီးတော့အသင်းအတွက်အရေးပါတဲ့တွင်းကိုတွေလည်းဖြစ်ပါတယ်။ဆန္ဒလိုင်းအနိုင်ခဲ့တဲ့ပွဲတင်မှာလည်းအသင်းအတွက်အရေးပါတဲ့အနိုင်ကိုတွင်းခဲ့သလိုပဲလေးအသင်းနဲ့ပွဲတင်မှာလည်းအဓိကကျတဲ့အနိုင်ကိုတွင်းပေးနိုင်ခဲ့တာပါ။ခရစ်စတယ်ပဲလေးအသင်းကိုအနိုင်ရခဲ့တဲ့ပွဲတင်မှာဆိုရင်မက်စ်ဘောင်းတွင်းကတော်တော်လေးကောင်းမွန်ခဲ့တာကိုမြင်တွေ့ခဲ့ရပြီးတော့သူကိုယ်တိုင်လည်းစွမ်းဆောင်ရင်ကောင်းတဲ့ချို့ပြသထားနိုင်အောင်မြင်တွေ့ထားရပါတယ်။ နောက်ပြီးတော့ဗီဆမပါဝင်ကစားတဲ့ပွဲစဉ်တွေမှာ United တင်းရဲ့တိုင်းစစ်ကတိုင်းစစ်စီမှုတွေပို့ပြီးတော့ပြလုပ်ထားနိုင်ခဲ့တာကိုလည်းမြင်တွေ့ထားရပါတယ်။ Crystal Palace အသင်းကိုအနိုင်ပြီးတော့ခြေသောင်းကနေပြသခဲ့တဲ့ဗီဆမဟာအဆိုပါပွဲစဉ်ကိုနိုင်ခဲ့တဲ့ပွဲစဉ်ပြီးမှအသင်းပေါ်တွေဦးတည်ပေးစကားပြောသွားခဲ့ပါတယ်။ Crystal Palace နဲ့ပွဲမှာဗီဆမဟာ United ကစားမပွားနှစ်နှစ်တာကာလတွင်းပထမဆုံးဖြစ်ပရီးမီးယားလိပွဲစဉ်တွေပွဲမှာမိနစ်60ပြည့်ကစားခဲ့ရသလို Chelsea ကစားမပွားနောက်23ဇန်နဝါရီနောက်ပိုင်းပထမဆုံးလို့ဆိုရမှာပဲဖြစ်ပါတယ်။ United တင်းက London Club နဲ့ဆုံးလွှဲခဲ့တဲ့ Premier League အဝေးကွင်း နောက်ဆုံး28ပွဲမှာအခုပွဲပါဝင်စုစုပေါင်း၄ပွဲသာနိုင်ရရှိထားခဲ့တာပါ။ United တရား24ဒီဇင်ဘာလအတွင်းမန်စီးတို့ကိုနိုင်ရပြီးတဲ့နောက်ပိုင်းပရီးမီးယားလိပွဲစဉ်တွေပထမပိုင်းမှာတကောကုန်းမရှိနဲ့ဆုံးနိုင်ပြီးမှနိုင်ပွဲပြန်လည်ရရှိခဲ့တာကပထမဆုံးချိန်လို့ဆိုရမှာဖြစ်ပါတယ်။ဒါပေမဲ့ United တို့ Crystal Palace အသင်းကို2020ဇူလိုင်လနောက်ပိုင်းပထမဆုံးချိန်ပရီးမီးယားလိနိုင်ပွဲပြန်လည်ရရှိခဲ့တာဖြစ်ပြီးအခုရှုံးပွဲကြောင့် Crystal Palace အသင်းဟာပရီးမီးယားလိအင်္ဂွေရှုံးပွဲမရှိပွဲဆက်အများဆုံးစံချိန်က12ပွဲမှာပဲရပ်တန့်သွားခဲ့ပါတယ်။ Crystal Palace နဲ့ပွဲတင်ပြီး Mason Mount က ကျွန်တော်တင်ဟာအနေမြင့်အတက်ကြရနေရင်ဆိုင်ရပါမယ်လေအရင်ကထက်ပိုကောင်းတဲ့အဆင့်တစ်ခုရောက်လာပြီလို့ထင်ပါတယ်ကျွန်တော်တယောက်တည်းအတွက်သာမဟုတ်ပဲအသင်းလိုက်ပါပိုကောင်းလာတယ်လို့ထင်ပါတယ်အခုပွဲကနေစပြီးတော့နောက်ထပ်နိုင်ပွဲတွေများရအောင်လို့စွမ်းဆောင်ပြဖို့လိုအပ်ပါတယ်အေဗန်နာနဲ့ပွဲမှာဆုံးနေခဲ့တာကြောင့်အခုနိုင်ပွဲကအရန်ရေးပါတဲ့နိုင်ပွဲဖြစ်ခဲ့ပါတယ်ထိတ်ဆုံးလေးသင်းစီးဝင်အောင်ဆက်လက်ကြိုးစားသွားမှာပါဆိုလို့ပြောသွားခဲ့ပါတယ်ခရစ်စတယ်လေးဆက်တင်ဝင်နိုင်ရရှိခဲ့တဲ့မန်ချက်စတာယူနိုက်တက်တင်ဟာပရီးမီးယားလိမ်းမှာပေးစရာအဆင့်9နှစ်အောင်ရောက်ရှိခဲ့ကြပြီဖြစ်ပြီးအဆင့်3ကချဲစီးတင်နဲ့လည်းယူနိုက်တက်တင်ရရမှတ်3မှတ်သာကွာနေတာဖြစ်ပါတယ် ခုတစ်ပတ်ကြာရင်မှာတော့ United တင်းကတန်းစင်းဆုံးထန်သားလေးမှာယက်တီနေတဲ့ West Ham တင်းနဲ့ Shrine ကစားသွားမှာဖြစ်ပြီးတော့ Old Trafford မှာကစားသွားမှာဖြစ်တဲ့အတွက် United တင်းနေတဲ့နောက်ထပ် Premier League နိုင်ပွဲကိုဆက်ပြီးတော့ရယူသွားနိုင်ပွဲရှိနေခဲ့ကြတာပါ United တင်းနဲ့ West Ham တင်းရဲ့ပွဲစဉ်နဲ့ပတ်သက်ပြီးတော့ကဏ္ဍအောင်ကြီးပေါ်မှာဆင်ကားတော့ Manchester United တင်းက West Ham တင်းကို3-0ကိုဆိုတဲ့အနိုင်ရလတ်နဲ့နိုင်သွားလိမ့်မယ်ဆိုတော့ခံမှန်းသုံးသပ်ထားပဲဖြစ်ပါလိမ့်ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့လောက်ပါပဲခင်ဗျာနောက်ဗီဒီယိုမှာလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့လောက်ချီချီရောက်ဖို့လည်းဖိတ်ခေါ်ပါရစေ ကျွန်တော်ရဲ့ page လေးကို like and follow မနှိပ်ရသေးဘူးဆိုရင်နှိပ်သွားကြဖို့တောင်းဆိုပါရစေခင်ဗျ။စုံလေးကြည့်ပေးအတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်။